အလွန်စီကားတဲ့ချောင်းကြီးမှာရှည်စိုးမြောင်းဖြစ်သွားရတဲ့သမိုင်းဝင်ရွှေတချောင်းမြောင်ပြည်သူများအားလုံးပဲမင်္ဂလာပါရှင် ရွှေတချောင်းမြောင်ကြီးကတော့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့အတွင်းတည်ရှိတာဖြစ်ပြီးမန္တလေးမြို့အနောက်ဘက်ချမ်းပိုင်းမှာမြောင်ကနေတောင်ကိုစီးဆင်းနေတဲ့မြောင်ကြီးတစ်ခုပဲဖြစ်ပါတယ်။ရွှေတချောင်းမြောင်ကြီးကိုဂုံမောင်ခေဘိုးတော်ဖျားနန်းတန်းစကာလ1982ခုနှစ်မှာအရှိဝင်တော်မူဦးရောက်ကြီးကိုတာဝန်ပေးအပ်က ကြီးကျက်တူးဖော်စီခဲ့ပါတယ်။မြောင်ကြီးအားဆိုရင်မြောင်ဖက်မယ်ဒီယာမြင့်မအဖျားခံလာကရွှေလောင်းချောင်းနဲ့စတင်စီးဆင်းစီပါတယ်။ မဒရာအနီဆယ်ရောကြီးချောင်းမှတက်သေးအင်းအထိတာ2900ကျော်ရှိလျားတာဖြစ်ပြီးရခင်အချိန်ဒီတုန်းကနှဲကုတ်တူမြောင်းလို့လည်းခေါ်ပါတယ်။ဒါယာရီမင်းလက်ထက်အရောက်မှာတော့ရခင်ကတော့မတွင်ကျဲတော့ပဲတိန်ကုန်းလာတာမို့1840ပြည့်နှစ်ဇန်နဝါရီ30ရက်နေ့မှာ အမိန့်တော်အရာ ဝင်ကြီးတိုးမင်းရဲရာစာနဲ့လက်ဝဲမင်းချော်တီဟာတို့မှပြန်လည်ထူပေါ်စီခဲ့ပါတယ်။မန္တလေးနေပြည်တော်တည်ပြီးတဲ့နောက်မင်းတို့မင်းလက်ထက်ကျောင်းတော်ကြီးဖီးအားကိုထူးဆစ်ပူဇော်ဖို့အတွက် စကြင်တောင်မှကျောင်းလုံးတော်ကြီးကိုရွှေတချောင်းမြောင်းကြီးကိုအသုံးပြုကမန္တလေးကိုတည်ဆောင်လာခဲ့ပါတယ်။ဒီရွှေတချောင်းကနေပဲစကြင်တောင်ကနေမြောင်းတူးကရွှေတချောင်းကိုရောက်အောင်ပင်ဆောင်ခဲ့ပါတယ်။ရွှေတချောင်းကနေမှတဆင့်မန္တလေးမြို့စီကိုပင်ခဲ့ရပဲဖြစ်ပါတယ်။မန္တလေးမြို့ဒီချိန်မှာ ါဆိုရင်လည်းဈေးချိုတော်ကိုရွှေတချောင်းမြောင်းပေါ်မှာမူတည်ကရာချားတိဆောက်ခဲ့ကြရတယ်လို့လည်းဆိုပါတယ်။မတရားနယ်မှာနေကအများစုကခြံလုံငန်းအကြီးကျယ်လုပ်ကင်ကြပါတယ်။အုံငက်ပြောရှောက်တမယာမလကာကွန်ရွက်ကွန်ဒီတည့်ရက်ပိန်နေစားတဲ့အသီးနှံမျိုးစုံထွက်ပါတယ်။အဲ့ဒီသီးနှံတွေကိုမတရားစည်းစီကိုတည်ဖို့ရာမန္တလေးမျိုးစီကိုပို့ဆောင်ဖို့ရာရွှေတချောင်းမြောင်းကြီးကိုပဲအားကိုးခဲ့ကြရပါတယ်။ မန္တလေးဈေးကြိုတော်ဆိုတာကလည်းအဲ့ဒီရွှေတချောင်းကနေလာတဲ့အသီးနှံတွေကိုကြိုတဲ့နေရာအဖြစ်ဈေးကြိုတော်ကနေဈေးကြိုတော်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ် ဒီဘောမင်းလက်ထက် တောင်မြုံပွဲအတွင်းရာဇဝမှုကိစ္စတွေကိုပွဲတွင်အပြီးစီရင်ကတေတံထိုက်သူတွေကို ရွှေတချောင်းမြောင်းကြီးတလျှောက်ကားစင်တင်ကထားခဲ့တယ်လို့လည်းသိရပါဗျ။တောင်မြုံပွဲကိုရောက်ပြီးဆိုရင်တော့ပွဲတော်စီကိုတူတူကိုကိုလာကြတဲ့ငှက်တံမန်တွေကရွှေတချောင်းမြောင်းထဲမှာအပြည့်ပဲပေါ့။ပွဲတော်ရက်ကလည်းဝါဆိုဝါကောင်ရေတိုးရေတက်နေတဲ့အချိန်အေယာရီမြစ်ကနေမလာတဲ့လေတံမန်တွေရွှေတချောင်းအထိမေးတင်ဆိုင်လို့ရတာဖြစ်ပါဗျ။ ရွှေတချောင်းထဲဝင်တဲ့ချောင်းပေါက်လည်းရှိပါတယ်။ ပွဲတော်လာလီတွေဒိုးမပေါအောင်လဲစီကားလာပါတယ်1950ခုနှစ်အထိရွှေတချောင်းကနေလေလောင်စည်းလို့သွားနိုင်နေသေးပါပဲတောင်ပြုံးပွဲတော်ကိုသွားကြတော့လေဒီရွှေတချောင်းကနေပဲလေလောင်နေနဲ့သွားခဲ့ကြတာဖြစ်ပါတယ်ရှေးအခါတုန်းကရွှေတချောင်းမြောင်းဟာစိုက်ပျိုးရေးပိုင်းဆိုင်ရာအတွက်လဲမယ်ဒီယာမျိုးမကောက်ပဲသီးနှံတွေကိုတည်ယူပို့ဆောင်ရမှာလဲရေလန်းအဖြစ်လဲအသုံးပြုခဲ့ကြပါတယ်ဒီလိုကုန်စည်စီးစင်းမှု လွယ်ကူချုံးမွေ့စေဖို့ရာအတွက်ဈေးချိုးကိုမြောင်းတစ်ပီးမှာကက်လျက် တည်ထားခဲ့ခြင်းလည်းဖြစ်ပါတယ်။အိဒိုယာစင်တတားမနေဆိုရင်စင်ကြီးနဲ့ကောင်ရုပ်တုတွေရှိရာရွှေတချောင်းရေစိမ့်ကအရိခေအရိကာလာတွေတုန်းကအစီကားဆုံးနေရာတွေဖြစ်ခဲ့ပါတယ်။ရေရခင်ကာလာတွေတုန်းကအရိလေစိမ့်မှာလေတွေစိုက်ခဲ့ကရေချိုးသူတွေနဲ့လည်းတက်ဝင်လှူရှာခဲ့တဲ့မြောင်းကြီးတစ်ခုအနေနဲ့လည်းဖြစ်ခဲ့ပါတယ်။ ရွှေတချောင်းမြောင်းကြီးစီးစင်းရာမဒရာဒေတာကရေမြေတော်တော်တဘာဝရရဲ့ကြောင့်အင်မတန်မှစိမ့်လန်းစုပြေးလာတဲ့ဒေတာတစ်ခုပါတစ်ကြီးဝါကြီးတွေလည်းပေါ်များလာပါတယ်စိုက်ပျိုးသီးနှံမျိုးစုံဖြစ်ထွန်းပြီးအေးအေးချမ်းချမ်းနဲ့နေထိုင်လို့ကောင်းတဲ့ကိုဒေတာလေးတစ်ခုဖြစ်ပါတယ်အင်မတန်ကိုနေထိုင်လို့ကောင်းတာဖြစ်ပါတယ်မဒရာဒေတာလေးအခုလိုစိမ့်လန်းစုပြေးရခြင်းအကြောင်းရင်းကတော့ တဘာဝကပြီးတဲ့လက်ဆောင်တွေဖြစ်တဲ့အေယာဝရီမြစ်အပါဝင်ချောင်းမြောင်းတွေရှိနေခြင်းရယ်ဆယ်မြောင်းတာတမန်တွေရှိနေခြင်းရယ်အဓိကကြတဲ့ဆယ်တော်ကြီးရေလောင်တမန်ရှိနေခြင်းတွေရောကြောင့်ပဲဖြစ်ပါတယ်ရန်နာဘုံမင်းနေပြည်တော်ခေတ်ကမရီယာမြို့ရဲ့အနောက်ဘက်မှာရှိတဲ့ တော်ဖို့ဖျားပွဲဆိုတာအလွန်အင်မတန်ကိုမှစီကားလာပါတယ်။နေပြည်တော်ကမင်းညီမင်းသားတွေနန်းတွင်းသူနန်းတွင်းသားတွေကတော်ဖို့ဖျားပွဲပွဲတော်စီကိုတွားရောက်လဲပတ်ကြပါတယ်။ရွှေတချောင်းကနေပဲလှေလော်စီးပြီးတော့ပျော်ပျော်ပပသွားခဲ့ကြတာပေါ့။ဒီကနေ့ခေတ်အခါမှာတော့ရွှေတချောင်းမြောင်းကြီးဆိုတာမန္တလေးမြို့ကရေစိုးချောင်းကြီးတစ်ခုဖြစ်လို့နေပါတယ်။မရရမြို့သူမြို့သားတွေအတွက်ကတော့ဒီကနေ့ထိတိုင်းအသုံးပြုနေရသေးပဲဖြစ်ပါတယ်။ခြေရွာတွေအတွက်ဆိုရင်လဲစိုက်ပျိုးရေတွေရနေ say about မန္တလေးမြို့ကိုရောက်မှရေစိုးမြောင်းဖြစ်သွားတာပါရှေးခါတုန်းကလိုသွားရည်လာရေးမှာရွှေတချောင်းမြောင်းကိုလေလောင်းနေတဲ့ကုံစီဖလေတာတွေသွားလာရောင်းဝယ်တာတွေမလုံးကြတော့လို့တိန်ကုန်သွားတာလည်းဖြစ်နိုင်ပါတယ်ဒီကနေ့အခါမှာဆိုရင်မော်တော်ကားလမ်းတွေလည်းရှိနေပြီဖြစ်သလိုကားတွေပေါ်ဆိုင်ကယ်တွေများနေတဲ့ခေတ်ကိုရောက်သွားတာကြောင့်လည်းပါပါတယ်ရွှေတချောင်းကိုအမရပူရာမြို့ဒီနန်းဒီဘိုးတော်မင်းလန်တရားလက်ထက်ကနေပြီးတော့စတင်ထူပေါ်ခဲ့တာပဲဖြစ်ပါတယ်ရွှေဟာတခြားသတ္တုတွေထက်ပို့ပြီး ဖိုးတန်တယ်လို့တခြားချောင်းတွေထက်လည်းအကျိုးကျေးဇူးပိုများတယ်ဆိုတဲ့အထိပယ်နဲ့ရွှေတချောင်းလို့အမည်ပေးခဲ့တာဖြစ်ပါတယ်။ရွှေတချောင်းကိုဆယ်ရောကြီးဘက်ကနေစီးစင်းလာတဲ့မဒီယာမြင့်လို့အမည်ရတဲ့ချောင်းမကြီးကိုရေကြတာပြုတ်လုပ်ပြီးခလမတ်အနီးကနေ ခွဲချွက်ကဒူးပေါ်ထားတာပဲဖြစ်ပါတယ်။ဘိုးတို့ဖရာရဲ့နောက်ပါကြီးတော်ရွှေဘိုးစားတဲ့အမင်းဆက်ဆက်ကလည်းပြုပြင်ထိန်းသိမ်းခဲ့ကြပါတယ်။မင်းတို့မင်းတရားကြီးမန္တလေးနေပြည်တော်ကိုစတင်တီကစားကရွှေတချောင်းရဲ့အခြေအနေအတိုင်းတာကိုရွှေတချောင်းကဒူးစိတ်ကမတရားကဒူးစိတ်တရားအထိတိုင်းတာလို့မှတ်သိစင်းရင်မှလေးလာသိရှိနိုင်ပါတယ်။ ကိုလိုနီခေတ်အထိရွှေတချောင်းဟာမန္တလေးမြို့မှာသွားလာအသုံးပြုလို့ကောင်းနေတော့မဲဖြစ်ပါတယ်။1948ခုနှစ်မှာဘီရှာနယ်ချက်တွေကအထက်မြန်မာနိုင်ငံကိုသိမ်းယူလိုက်တဲ့အချိန်မှာရွှေတချောင်းမြောင်းကလည်းဆယ်မြောင်းဌာနအောက်ကိုရောက်သွားခဲ့ရပါတယ်။အဲဒီအချိန်ကရွှေတချောင်းဟာ26မိုင်ရှည်လျားပါတယ်။စိုက်ပျိုးနိုင်တဲ့အေကာပေါင်းကလည်း 26,000အေကာခန့်ထိကိုရှိတာဖြစ်ပါတယ်။ဒီကနေ့အချိန်ထိမတရားမျိုးသူမျိုးသားတွေအတွက်တော့ရွှေတချောင်းကချက်စရာကောင်းနေသေးပါပဲ။ ပန်လျာသစ္စာရ CDB နားမှာရေပြင်ကြဲကြဲနဲ့စိတ်ကန်းကလည်းတာယာလွန်လာပါတယ်။ဂမ်းမေးဝဲရမှာလည်းအုံပင်ကွန်းတိပင်တွေကရိမ့်ထိုးပြီးတော့တစ်ပင်ဝါပင်တွေလည်းအုပ်ဆိုင်လို့နေပါတယ်။ဒီစိတ်ကန်းမှာပဲရေစင်လေးတွေထိုးပြီးသုံးရေခက်ကြအဝတ်တွေလျှော်ကြညနေဆောင်မှာဆိုရင်လည်းရေချိုးကြနဲ့အလွန်ပျော်စရာကောင်းလာပါတယ်။မြို့သူမြို့သားတွေကိုရွှေတချောင်းမြောင်းကြီးဟာဒီကနေ့အချိန်ထိအကျိုးဆောင်ပေးနေသေးပါ။ချိုးလိုကချိုးသုံးလိုကသုံးအဝတ်လျှော်လိုကလျှော်ဥယျာဉ်ချမ်းမြေရေလာ ောင်းခြင်းကလောင်းနိုင်နေတုံးပါ။နွေရာသီဆိုရင်ဆက်ရည်တွင်းတွေကရေခမ်းလေးရှိကြပါတယ်။ဒါပေမဲ့စိတ်ပူစရာမလိုပါဘူး။ရွှေတချောင်းမြောင်းကြီးတဲ့ခုံစင်ပြီးချိုးလိုက်ရောမလိုပါ။ချောင်းနဲ့ရေစင်းရေချိုးရတဲ့အရာတာကိုဘာရာကမှမမိဘူးလို့လည်းနေကနေရခံယူထားကြပါတယ်။ဒါကြောင့်လေမတရားသူရွှေတချောင်းထဲမှာရေချိုးဆိုတဲ့စကားလေးတောင်မှရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုတွေကြောင့်လဲရွှေတချောင်းမြောင်းကြီးကိုမတရားသူမတရားသားတွေကတယောစဉ်အင်မတန်ကြီးကြပါတယ်။မတရားရဲ့အသက်သွေးကြောလို့လည်းခံယူထားကြပါတယ်။ရွှေတချောင်းကလည်းမတရားမျိုးကိုဝေးဝိုက်စီစဉ်နေရင်စိမ့်လန်းစုပြေအေးမြအောင်ထန်းဆောင်ပေးနေသေးပါ။ဒီချောင်းကလေးရေစီးရေလာကောင်းအောင်ရေကောင်းရေတန်းနေမပြတ်စည်းရအောင်ပြောင်းဝင်းချင်းကိုတန့်ရှင်းအောင်လုပ်ပေးရမှာကတော့ရွှေတချောင်းရေကိုအမိပြုနေတဲ့မတရားသူမတရားသားတွေနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရဲ့တာဝန်သားဖြစ်ပါရဲ့ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက် ော့လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။